ချမ်းသာခြင်းဒါကိုဆုပ်ကိုင်မထားနဲ့ဆွန့်လွတ်လိုက်လို့ဒီလိုဆိုလိုတာပေါ့ဒါပြင်ဟုတ်ပြီလောကမှာရှိရှိသမျှဟာပိုင်ရှင်မဲ့တဲ့ဖြစ်စည်းတွေသာဖြစ်တယ်ဘယ်ຢာတွေတော့ပိုင်ရှင်မဲ့တာဘယ်ຢာတွေတော့ချင်းချင်းပြောရရင်ဘုန်းကြီးတို့တဏ္ဍာမှာ ဖြစ်နေတဲ့ခန္ဓာ၅ပါးမှာ ဖြစ်နေတဲ့အရာတွေဟာပိုင်ရှင်မဲ့ ကိုပိုင်တယ်လို့ထင်တာပေါ့နော်သို့တော့ပိုင်ရှင်မဲ့တယ်အဲ့ဒီပိုင်ရှင်မဲ့တဲ့အရာတွေပေါ်မှာတွဲမနေနဲ့လို့ဆိုတယ်အဲ့တော့ပိုင်ရှင်မဲ့ပစ္စည်းတွေကိုရသော်ဘုရားကဒီတုတ်တံမှာအမျိုးပေါင်း30ထုတ်ပြီးတော့ပြထားတယ်အဲ့ဒီအမျိုးပေါင်း30ကဘယ်မှရှိတာတော့ဆိုရင် တရားနာပရိသတ်ပေါင်းသူတော်ကောင်းတို့ရဲ့တဏ္ဍာမှာရှိတာလေကြီးပဲအကုန်လုံး။ဟော။အဲ့တော့ကိုယ်တဏ္ဍာမှာရှိနေတာလေးတွေကိုနည်းနည်းစစ်ဆေးကြည့်ရအောင်။စစ်ဆေးကြည့်ရအောင်။လူတိုင်းလူတိုင်းမှာမျက်စိဆိုတာရှိတယ်။ရှုပ်တရားနေတဲ့ပြောရင်သက္ခုပတရာယုတ်မျက်စိအကြည့်လေး။သူသက္ကုပ္ပတာရယုတ်ထဲမှာ ြင်ဘက်ကမြင်းစရာအစင်အာယုံလေးလာထဲဟတ်လာတဲ့အစင်အာယုံဆိုတာရှမယံခါမျက်စိထဲမှာပေါ်လာတယ်မျက်စိဆိုတာကတစ်ခုမျက်စိထဲမှာပေါ်လာတဲ့အစင်အာယုံကတစ်ခုဆိုတော့နှစ်ခုရှိသွားတယ်เนาะအဲ့တော့ဒါဘာကြောင့်ပြောလို့ဆိုမျက်စိထဲမှာပေါ်လာတာတွေကအစင်အာယုံလို့ပြောလိုက်မှကုံမှာဖြစ်တယ်အဲ့လိုမဟုတ်ဘဲနဲ့မျက်စိတွေပေါ်လာတာဒီတေးဥထုတ်ပဲဆိုရင်တော့ဆုံးနိုင်စရာမရှိဘူး မျက်စိထဲမှာဗာဒိပေါ်လာတော့အိမ်ကြီးပေါ်လာတယ်မြေကြီးပေါ်လာတယ်ရွှေတွေငွေတွေပေါ်လာမယ်ကားတွေပေါ်လာတယ်လူတွေပေါ်လာတယ်အဲ့ဒါလူပစ္စည်းနဲ့ပြောလို့ရှိရင်ကုန်နိုင်မလားမကုန်နိုင်ဘူးဒါပေမဲ့မျက်စိနဲ့မြင်တဲ့အရာဆိုတာလေးဟာတခုတည်းပဲနော်မျက်စိနဲ့မြင်တာမျက်စိမျက်စိရှိတယ်မျက်စိနဲ့မြင်ရတဲ့အဆင်းအယုံရှိတယ် အဲ့ဒီနှစ်ခုပေါင်းစပ်လိုက်လို့မြင်မှန်းသိလိုက်တဲ့မြင်သိစိတ်ဆိုတာရှိတယ်။အဲ့ဒီမြင်သိစိတ်နဲ့အာယုံနဲ့ဆက်သွယ်လိုက်တဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာဆိုတာရှိတယ်။ဆက်သွယ်မှုဖတ်တာကိုအကြောင်းပြုပြီးစိတ်ခံစားမှုဆိုတာရှိတယ်။ဟောကြည့်လိုက်မယ်ဆိုရင်မျက်စိရဲ့အစဲအာယုံရဲ့မြင်သိစိတ်ရဲ့ ဖတ်တာဆိုတဲ့စက်တွယ်မှုရဲ့စိတ်ခံစားမှုဝေဒနာရဲ့ဉာဏ်စီကိုအကြောင်းပြုပြီးတော့တဘာဝတရား၅မျိုးပုံမှန်အဖြစ်ဖြစ်တယ်ဘုသူတဏ္ဍာမှာပဲဖြစ်ဖြစ်ဉာဏ်စီလေးနှလုံးဖွင့်လိုက်လို့ရှိရင်မြင်စရာအာယုံမြင်လိုက်မယ်မြင်လိုက်ရင်မြင်မှန်သိတယ်ဆိုတဲ့စိတ်ပေါ်တယ်သူစိတ်ပေါ်ပြီးတဲ့နောက်အာယုံနဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာ ကောင်းတဲ့ဆိုတဲ့စိတ်ခံစားမှုဆိုတဲ့ဝေဒနာတဘာဝအားဖြင့်ဖြစ်ဖြစ်အဲ့ဒါကိုမြတ်စွာဘုရားကသက္ခောသပတိစာရူပိသဥပိစတိသက္ခဝိညာဏံဒိဏံတေဂတိဖတ်သောဖတ်တာပိစေအဝေဒနာလို့ဒီလိုဟောတာအဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်မျက်စိနဲ့မြင်လိုက်တိုင်းမြင်လိုက်တိုင်းစဉ်းစားကြည့်လိုက်ဘာမြင်မြင်ပန်းလေးတစ်ပွင့်မြင်တယ်ဆိုတော့အေး အရေးလာထင်တဲ့မိမိရဲ့သကုပ္ပတာရကရုပ်တရားထင်လာတဲ့အဆင့်အာယုံလေးကလည်းရုပ်တရားရုပ်တရားနှစ်ခုပေါင်းစုံမှုကိုအကြောင်းပြုပြီးတော့ဖြစ်ပေါ်လာတဲ့တိတဲ့စိတ်လေးကနန္တရားထိုစိတ်လေးမှာပါလာတဲ့အာယုံနဲ့ဆက်သွယ်မှုဆိုတဲ့ဖတ်တာလည်းနန္တရားစိတ်ခံစားမှုဆိုတာလေနန္တရားလို့တဘာဝအပြင်လူတိုင်းလူတိုင်းမှာ ကလေးရောလူကြီးရောဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လူတွေမကဘူးလက်တွေရောတရိษံတွေရောအာလုံးတရဝါတွေမျက်စိပါတဲ့တရဝါတိုင်းဟာဒီငါးခုပဲဖြစ်တယ်ပုံမှန်အဖြစ်ဒီငါးခုဖြစ်တယ်ဟောအဲ့ဒီငါးခုဆိုတာတစ်ခုနဲ့တစ်ခုမတူတဲ့သဘောငါးခုဖြစ်အဲ့ဒီငါးခုကိုဘယ်သူပိုင်တယ်လဲလို့ဆိုတော့မြတ်စွာဘုရားကနတုံမကံမင်းတို့ပိုင်တာမဟုတ်ဘူးတဲ့ မင်းတို့မပိုင်ဘူးဆိုတော့ဘသူပိုင်တာတော့ဆိုဘသူမှမပိုင်ဒါကြောင့်မို့လို့ဒီ၅မျိုးဟာပိုင်ရှင်မဲ့ပစ္စည်းပဲဖြစ်တယ်ဩပိုင်ရှင်မဲ့ပစ္စည်းတွေပဲဒါတွေကဘာကြောင့်ပိုင်ရှင်မဲ့လို့ပြောတော့ဆိုဖြစ်လာတာလဲဆိုပါစို့စက္ခုပတာရာဆိုတာလေကံကြောင့်ဖြစ်လာတာကံဆိုတာအတိတ်တုန်းကမိမိလုပ်ခဲ့တဲ့ကုသိုလ်ကံအဲ့ဒီကံတရားကြောင့်စက္ခုပတာရာလေးဖြစ်လာတယ် အစင်းအာယုံဆိုတာနော်ကံစိတ်ဥဒုအာရာကြောင့်ဖြစ်လာတယ်အဲ့ဒီအစင်းအာယုံလေးကမျက်စီထဲမှာလာပြီးတော့ထင်တယ်ဒီနေရာမှာပဋ္ဌံပစ္စည်းနဲ့ပြောလိုက်မယ်ဆိုရင်နော်မြင့်သီးစိတ်ကလေးဖြစ်လာတယ်လို့ဆိုတဲ့အခါမှာထိုမြင့်သီးစိတ်ကလေးသည်စကုပတာရဆိုတဲ့မျက်လုံးပေါ်မှာမိပြီးတော့ဖြစ်တယ်အစင်းအာယုံကိုအာယုံပြုပြီးတော့ဖြစ်တယ် အဲ့ဒါကြောင့်အစင်အာယုန်ဒီအာရမဏပစ္စယမိယာဝုထုလို့ခေါ်တဲ့သကုပတရာယုန်လေးဒီနေတယပစ္စယသို့မဟုတ်ပုရိသတာပစ္စယဟောပဋ္ဌာပစ္စည်းနဲ့လည်းဒီဟာကိုခေါ်တာပဲဗျာအစင်အာယုန်လေးကိုအကြောင်းပြုပြီးသကုဝိညာဉ်စိတ်ဆိုတာဉာဏ်သိစိတ်ဆိုတာပေါ်တာအဲ့ဒီဉာဏ်သိစိတ်လေးရဲ့အာယုန်ဒီအစင်အာယုန်သာဖြစ်တယ် အဲ့ဒီအစင်းအယုံကိုမိပြုပြီးတော့ဖြစ်တဲ့စိတ်ကလေးဟာသက္ကုပတ္တရာဘောကမိပြီးတော့ဖြစ်တာဖြစ်သောကြောင့်မိရာဖြစ်တဲ့သက္ကုပတ္တရာမျက်လုံးကလေးသည်နေတ္တယပစ္စယောသို့မဟုတ်ပုရိသတာပစ္စယောဒီလိုဆိုတာပေါ့တခါသက္ကုဝိညာဉ်စိတ်လေးဖြစ်တဲ့အခါဘာပါလာတော့ဆိုဖတ်တာပါလာတယ်ဝေဒနာပါလာတယ်သက္ကုဝိညာဉ်စိတ်ယင်သိစိတ်ရဲ့ဖတ်တာရဲ့ဝေဒနာရဲ့ တဟဇာတာပစ္စယောအညမညပစ္စယောအဋ္ဌိပစ္စယောအဝိတပစ္စယောဆိုတာ၄ဖြစ်တယ်။တံပယုတ်တာပစ္စယောအဋ္ဌိပစ္စယောအဝိတပစ္စယောဟောရလို့ပဋ္ဌာန်းအနေနဲ့ပြောလိုက်မယ်ဆိုရင်လည်းအဲ့ဒီစွန့်ရည်တတ္တိတွေခြေစပြုပြီးတော့ဆေကုမတာရာစိတ်လေးကလည်းဖြစ်ပြီးရင်စိတ်16ချက်ဥပမာပဲမှတ်လို့လွယ်အောင်ပြောမယ်ဆိုရင်16စက္ကန့်ဆိုရင်ပြတ်သွားတယ်သူက တခါဖြစ်တဲ့သက္ကုပ္ပတာရယုတ်ဒီ16ချက်ခန့်16 20ခန့်ဆိုပြတ်သွားရူပယုံလေးကလည်း16 20ခန့်ဆိုပြတ်သွားဓာတုသတ္တံပဲနောက်ဖြစ်တာအသည်နော်အဲ့ဒါလို့သတ္တံတူတဲ့အရာလေးနှစ်ခုအမိပြုပြီးတော့ဖြစ်ပေါ်လာတဲ့သက္ကုဝိညာဉ်စိတ်လေးကသူတို့ရဲ့ပိုသတ္တံတူတယ်မြင်သိစိတ်လေးကဖြစ်တည်ပြတ်၃ချက်ပဲရှိတယ်30ခန့်ပဲရှိတယ်ဒီလိုဆိုလို့ ူနဲ့အတူတကွာဖတ်တာဆိုတာလည်းပြတ်သွားတယ်ဝေဒနာဆိုတာလည်းပြတ်သွားတယ်ဆိုအဲ့ဒါလို့အချိန်ပိုင်းလေးမှာဖြစ်လာတဲ့အရာဟာဘယ်သူကပိုင်တာရှိအောင်မလဲဒါပိုင်ရှင်မဲ့ပစ္စည်းအစ်စ်ပဲသို့တော့ပိုင်ရှင်မဲ့ပစ္စည်းကိုပဲငါပိုင်တယ်လို့အများထင်နေကြတယ်ပေါ့နော်ထင်မှတ်ဆွဲလန်းနေတယ်ဒါကြောင့်မြတ်စွာဘုရားကဝိပဿနာဉာဏ်နဲ့ခြိခိုင်းတာ ရံဘိခွေနတုမကံတံပဇေထတံဝပိနံဟိတယဒုက္ခယဝိတ္တိမင်းတို့ကိုမပိုင်တဲ့အရာကိုသိမ့်ပိုက်မထားနဲ့လွတ်လိုက်ကြဆွန့်လွတ်လိုက်ကြအဲ့ဒီဆွန့်လွတ်ခြင်းဟာမင်းတို့တွေချမ်းသာဒုက္ခဟိတဒုက္ခလောကဖြစ်လိမ့်မယ်ဆိုပြီးတော့ဒါဖျားအဆုံးမပေးတာ